ကွင်လွန်သွားတဲ့မိခင်ကိုလွမ်းဆွလို့အောက်ကနားမှာအိမ်ဆောင်နေမယ့်ဒုက္ခတိုင်းမောတမိငယ်ဒုက္ခတိုင်းမောစိန်တိုင်းပိုင်ရှင်ဒေါ်မိုးတီဟာရှင်တမိငယ်မနင်းစီလင်းဝင်းကတော့မိခင်ကြီးနဲ့အမားဖြစ်သူကိုငလေးမင်းမဆုံရှုံလိုက်ရတဲ့ပုံမှာဘလို့မှကွန်ဖြေစီနိုင်သေးပါဘူးဒါကြောင့်လေခုချိန်ထိကိုပူဆွေးတော့ကရောက်နေကြရတာပါဒီလိုပူဆွေးတော့ကရောက်နေရလို့လည်းအများပြည်သူတွေကဒုက္ခတိုင်းမောတမိငယ်ကိုတနာကြီးနာတက်ကြတာဖြစ်ပါတယ်အောင်းတိကတဲ့အတိုင်းလွန်ခဲ့တဲ့တလမတ်လ28ရက်နေ့မှာတော့ မြန်မာနိုင်ငံအတွက်ဆုံးရှုံးနေတာမှကြီးမားတဲ့ငလင်ကြီးလှုပ်ခတ်ခဲ့တာဖြစ်ပါတယ်။ဇဝမြင်ငလင်ကြီးကြောင့်မန်လေးမြို့မှာ Sky Villa ကွန်ဒိုပါဝင်ဆောင်ဝရီပြူကြကလူတွေအသက်ဆုံးရှုံးမှုတွေရှိခဲ့တာပါ။ဒီလိုသိမ်းဆုံးမှုတွေထဲမှာဒုက္ခတိုင်းမွန်စိန်နိုင်ပိုင်ရှင်တထင်းမကြီးတို့မိသားစုလည်းပါဝင်သွားတာဖြစ်ပါတယ်။ဒုက္ခတိုင်းမွန်စိန်နိုင်ပိုင်ရှင်တထင်းမကြီးနဲ့တူတမီးအကြီးဆုံးတမန်နဲ့တူရေးပါဝင်လူပေါင်း900လောက်အသက်ဆုံးရှုံးခဲ့ရတာဖြစ်ပါတယ်။ကျန်ရည်သူဆိုလို့ဒုက္ခတိုင်းမွန်ခင်မောနဲ့တမီးငယ်လေးနှင်းစီလင်းဝင်းတို့ပဲကျန်ခဲ့တာဖြစ်ပါတယ်။ မနေ့စီနေဝင်ကတော့မိခင်ဒုက္ခတိုင်းမောတထင်းမိုင်းနဲ့အမဖြစ်သူကိုဆုံရှုံသွားလို့ဘလုံးမအောင်ဖြစ်မစီနိုင်အောင်ဖြစ်နေရပါတယ်။မနေ့စီနေဝင်ဟာနောက်ဆုံးချိန်မှာတော့မိခင်ကြီးနဲ့အမဖြစ်သူရဲ့အုပ်ကိုကြောင့်မှနေကျင်ခဲ့ရလို့ဆိုပါတယ်။ဒါကြောင့်လည်းခုခါမှာတော့ဒုက္ခတိုင်းမောတမီးငယ်မနေ့စီနေဝင်ဟာမိခင်နဲ့အမဖြစ်သူကိုထောက်ရနေကြတာကြောင့်အုပ်ကိုနာမှာတိုက်ရင်ကြီးဆောက်ခါတသက်လုံးနေသွားမယ်လို့ဆိုပါတယ်။ခုရက်ပိုင်းမှာတော့မနေ့စီနေဝင်ဟာမိခင်နဲ့အမဖြစ်သူတို့ကတလားပြည့်လူလို့ဖို့လေပြင်ဆင်နေရဖြစ်ပါတယ်။